ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတရက်ခံပြေ၊စစ်ပြေ၊ရဲပြေ၊ရဲဘက်ပြေစတဲ့ပြေးလေးပြေးကျူးလွန်သူတွေကိုစီမံချက်နဲ့ဖမ်းဆီးခဲ့တဲ့၃လအတွင်းပြစ်မှုများကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်ခဲ့သူ1100ကျော်ကိုပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရုံးမှနှွေမာလာ22ရက်နေ့ကသိရပါဗျ။စီမံချက်ချမှတ်ကစတင်ဖန်းစီခဲ့တဲ့2014ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေနိုဝင်ဘာလ20ရက်နေ့ထိစုစုပေါင်း1128ဦးပြန်လည်ဖန်းစီရမိထားပြီးဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဒူရဲမှုပြေဆောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတရားခံပြေးတွေအပါအဝင်ပြည်လီပြည်ကျူးလွန်သူတွေကိုစီမံချက်ချမှတ်ပြီးတော့တိတိယောက်ယောက်ဖမ်းဆီးမှုတွေပြုလုပ်နေပြီးအခုရက်ပိုင်းကစတင်ပြီးကျူးလွန်သူတွေကိုအချိန်တိုးမြင့်ပြီးတော့ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ပြောပါရယ်ပြည်သူတွေအနေနဲ့လည်းပတ်ဝန်းကျင်မှာမတင်ကားတဲ့လူတွေကိုတွေ့ပါကသက်ဆိုင်ရာရက်ကွက်ကတာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုသတင်းပေးပို့ပေးဖို့လည်းပြောကြားခဲ့ပါရယ်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့တရားခံပြီးအများစုကိုဖမ်းဆီးရမိထားပေမဲ့လည်းဖြစ်စဉ်အချို့ကကျူးလွန်သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်းသိရပါရယ် 2014ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလကုန်အထိရန်ကုန်တိုင်းဒေသကြီးတွင်ဖြစ်ပွားခဲ့တဲ့အမှုကြီးဖြစ်စဉ်များမှာလူသတ်မှု148မူ၊ဓားမှု4မူ၊လူရက်မှု38မူ၊မရင်းမှု130မူ၊ဖောက်ထွန်းမှု20မူ၊တိရစ္ဆာန်ခုံမှု1မူနဲ့လက်နက်မှု2မူတို့ဖြစ်ပွားခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှစုံစမ်းသိရှိရပါတယ်။